တင်းချစ်သူကတင်းကိုကျင့်မြတ်နိုးတယ်ဆိုတာပြနေတဲ့အချက်ငါချက်အချစ်စစ်ဆိုတာတကယ်တော့အကြီးကြီးတွေလုတ်ပြနေမှဗဇက်ကတပွားပွားပြောနေမှာမဟုတ်ဘူးနော်သူ့ရဲ့အပြုံမူအနေထိုင်နဲ့ကို့ဘော်ပြောဆိုဆက်ဆံပုံလေးတွေကနေတဆင်းလေးသိနိုင်တဲ့အရာမျိုးပါခုဖော်ပြပြီးမှကတော့တင်းချစ်သူဟာတင်းကိုတကယ်ချစ်မြတ်နိုးတယ်ဆိုတာကို ဖော်ပြနေတဲ့အချက်လေးတွေဖြစ်ပါတယ်နံပါတ်1 သင်ကိုမကစားဘူးယောက်ျားလေးတွေကတကယ်ချစ်မိပြီဆိုရင်ချစ်သူကို မကစားပါဘူးသူရဲ့အနေတိုင်းအသွားအလာတွေနဲ့အပြုမူတွေကြောင့်သင်ကိုဘယ်တော့မှစိတ်ပူပန်အောင်မယုံသင်ကဖြစ်အောင်မနေပါဘူးသင်နဲ့ဝင်းနေတဲ့အချိန်မှာတောင်သင်ကိုအမြင်စိတ်ချစေတဲ့သူဖြစ်ပြီးယုံကြည်ထိုက်အောင်နေတဲ့သူဖြစ်ပါတယ်သင်ကို စိတ်ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူးနံပါတ်1 အပြုမှုတွေကနေတည်နိုင်တယ်။သင်ကိုတကယ်ချစ်တဲ့ယောက်ျားတယောက်အတွက်သင်ဟာသူ့ဘဝအတွက်တန်ဖိုးအကြီးဆုံးသူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်သင်ကိုအမြဲတမ်းလေးစားတန်ဖိုးတာပြီးအမြဲသစ္စာရှိပေးမယ်သူပါ။သင်ကိုပျော်ရွှင်စေဖို့အတွက် အမြဲတမ်းကြိုးစားနေမယ်သူဖြစ်ပါတယ်။သူ့ရဲ့အသေးမွားပြုမှုလေးတွေကိုကြည်ပြီးသင်ကိုဂရုစိုက်တယ်။တန်ဖိုးထားတယ်ဆိုတာကို မြင်နိုင်ပါတယ်။ နံပါတ်3အနာကက်အကြောင်းပြောမင်းတင်းချစ်သူဟာတင်းနဲ့တွေ့ပြီးနောက်ပိုင်းမှာအနာကက်အကြောင်းပြောလိုက်တဲ့တင်းလေးပါနေတတ်ပါတယ်တင်းတို့နှစ်ယောက်အတူတူဘလို့လေးနေမင်းဘလို့လေးစူးစမ်းမယ်ဆိုတာမျိုးပေါ့တင်းနဲ့တစ်သက်လုံးလက်တွဲသွားနိုင်ဖို့အတွက်အမြဲတမ်းစူးစမ်းနေမယ်သူဖြစ်ပါတယ်တင်းကိုပိုင်ဆိုင်နိုင်ဖို့တင်းကိုပြောချင်းစားထားနိုင်ဖို့အတွက် အမြဲတမ်းစူးစမ်းနေတယ်ဆိုတာကိုလေ သိမြင်နေရမှာပါ။နံပါတ်၄တခြားမိန်းကလေးတွေကိုစိတ်မဝင်စားတော့ဘူး။ယောက်ျားလေးတယောက်ဟာတကယ်ချစ်မိသွားပြီဆိုရင် ချစ်မိတဲ့လူတယောက်ကိုပဲစိတ်ဝင်စားပါတော့တယ်။ဒါကြောင့်သိချစ်သူဟာသင်ကိုတကယ်ချစ်မိသွားတယ်ဆိုတာကိုဒီချက်တွေကနေလေသိနိုင်ပါလေ။သင်မဟုတ်တဲ့တခြားမိန်းကလေးတယောက်ဟာဘလောက်ပဲလှနေပါစေဘလို့ပဲပြင်ထားဘလို့ပဲဝတ်စားထားပါစေ။ သူကယူမဆိုင်တော့ပါဘူး။တင်းတယောက်တည်းပဲသူစိတ်ထဲမှာရှိတယ်။နံပါတ်5သင်အနာမှာပျော်နေမင်း။သင်တို့အတူတူရှိနေတဲ့အချိန်တွေဆိုရင်သူတကယ်ကိုပျော်နေရတာပါ။သူ့အနေနဲ့နေရထိုင်ရတာလေအရန်ကိုတတောင်းတတားချီတယ်လို့ခံစားရသလိုအမြဲတမ်းလေးရေမောပျော်ရှင်နေမှာဖြစ်ပါလေ။သင်နာမှာနေရရင်ဘာလေးပဲလုံနေရ လုံနေရပျော်ပြီးကြည်နဲ့နေတတ်တဲ့သူပါ။ အကြောင်းကတော့သင်ဟာသူ့ရဲ့စစ်မှန်တဲ့မိတ်ဆွေကောင်းမိသားစုဝင်တယောက် သူ့ရဲ့စိတ်ကူးအိမ်မက်တွေဖြစ်နေလို့ပါပဲသင်ကိုနမည်ပြောင်းလေးတွေပေးပြီးတော့လဲခေါ်တတ်ပါသေးရဲ့